င်္ဂလာပါဗျာအလုံးချမ်းမပါစေချမ်းသာပါစေဘယ်ရဲ့ကိုမျက်နှာမြင်ဘယ်ကိုတကြလို့အလုံးပြောချင်ပါစေကျောင်းကိုဘာကြီးစုမကောင်းတောင်းပါနဲ့ဒါအခုပြောတင်တာကအာနာရှင်စစ်တပ်ဆိုတာမရှိဘူးလားဆိုရှိနော်အာနာရှင်စစ်တပ်အာနာကို မမောတဲ့စစ်တပ်ရှိတယ်ကဲအဲ့ဒါကိုမပြောခင်ဒီဟာကိုအရင်ကြည့်မယ်ကြည့်ပြီးရင်ဘာကြီးဆက်ပြောမယ်နော် နိုင်ငံရေးကိုစည်ရင်းနဲ့ဖြည့်ရှင်းတာတဘောမကျလို့နော်ရွေးကောက်ပွဲမဲပေးပြီးတော့မှဒီပြည်တွင်းစစ်ကိုငြင်းအောင်လှုပ်စေချင်တာကျွန်တော်ကအဲ့လိုပြောတော့လေဟာလာဘောမှတဲ့ကျွန်တော်မေးချင်တာပါကျွန်တော်ကဘာတော့အချင်းချင်းကျွန်တော်တို့မြန်မာနိုင်ငံသားအချင်းချင်းဟာလာမုံညပါအချင်းချင်းတတ်ကြဖြတ်ကြတိုက်ခိုက်ကြပါဆိုပြီးကျွန်တော်မြှောက်ပေးနေရမှာလားတွေးထိုးလှုံ့ဆော်ပေးနေရမှာလားကဲ ခင်ဗျားတို့ကျွန်တော်မေးပါဦးခင်ဗျားတို့လုတ်ပါပြီရဲ့ဒီနိုင်ငံစစ်တပ်ကြီးမပြုတ်ကြပါဘူးပြုတ်ကြတာကဘယ်တော့မှပြုတ်ကြမှာမဟုတ်ဘူးခင်ဗျားတို့ပြုတ်ကြသွားပြီထားအောင်တော့ကဲမြန်မာနိုင်ငံကြီးမပြိုခွဲအောင်ခင်ဗျားတို့အာမခံပေးနိုင်တဲ့ဖွဲ့စည်းရှိလားကြုပ်ပြကြည့်စမ်းဘယ်ဖွဲ့စည်းရှိတော့ရက်ခိုင်းလားအမေအေးအေးလဲသူ့နိုင်ငံယူနေတာနိုင်ငံယူနေတာ KIA ဘာမှမထူးပလောင်လက်ကြီးအိမ်မယ်ခင်ဗျားတို့ကိုကဝရှမ်းအကုန်ကြည့်ဗျာအကုန်ကြည့်ဘယ်လက်နဲ့နိုင်ငံမြန်မာနိုင်ငံမပြိုခွဲအောင်လုပ်ပေးနိုင်လဲအလက်က ။နိုင်ငံအကျိုးစီးပွားကြည့်နေတော့တကောင်မှမပါဘူး။အိုင်ုံလေးလောင်နောက်မနေနဲ့။ပြီးရင်ခင်ဗျားတို့ကျွန်တော်မေးကြတာအမြင်မတူတိုင်းဆဲလိုက်တယ်ခင်ဗျားတို့ကလိုက်မမှာပတ်ဆဲနေတာဘာအုံနောက်မှမရှိဘူး။ကဲကျွန်တော်မေးကြတာ။ကျွန်တော်ဆဲလိုက်တော့ဘာအကျိုးရလဲ။ကုလူလည်းမရဘူးအကျိုးလည်းမရှိဘူး။ဖရုတ်တော်ဝါစာတွေရုံရင်ကြမ်းတမ်းတယ်။မြားတို့ကဘာသာတရားမနေနဲ့လကလကခင်ဗျားတို့ကြိုက်တော့ပြောမနေနိုင်ဘူးကြိုက်ကြိုက်မကြိုက်ကြိုက်မကြိုက်မကြည့်နဲ့ကြော်သွားဟာလား မကြိုက်မကြည့်နဲ့ဝိုင်းကော်တာတွေဂဲကော်တာတွေလာလုံနေနဲ့ sorry ခါကြီးကစိတ်ကအိုက်တိုင်းပဲခါကြီးကပောက်ကွဲတတ်တယ်လူတယ်ကျွန်တော်လည်းပောက်ကွဲတတ်တယ်နော်ကျွန်တော်လည်းဒေါ်လာနဲ့ပဲအဲ့တော့ဒီနီလေးကတော့ဘယ်လိုလဲမသိပါဘူး live မှာတွေ့လိုက်လို့ကျွန်တော် manager ဒါလေးကိုပြတယ်ကျွန်တော်သဘောချသွားလို့ပြောတာတော့ shop တလက်သက်ဆေးနေတယ်တော်လိုက်ရအဖွဲအစဲတလိုက်မမရိုင်းဆိုတဲ့အဖွဲ့ ဒေါ်လာကြီးအဖွဲ့ပြောလို့ရှိရင်အဲပိုင်ခေါ်ဒီလိုပြောလို့ရှိရင်ဘောမအဲသူကဒီလိုနာမည်တက်တာဘောမအဲသူကအာရပါရတက်တာအဲဘာပဲမင်းတို့အစိုးရကိုဘသူကအာဝန်နေဖြစ်တာလဲအာကျွန်တော်ကများဗျာဟိုနိုင်ငံတော်တမ်းလာအစိုးရတန်ခင်းတော်အစိုးရအာဒီလိုသာပြောလိုက်အဲ့မှာကျွန်တော်လွယ်ချင်းလုပ်ပြီးထိုင်သေးပြီမင်းရဲ့ကိုရဲ့မျက်နှာကိုပြပြီးဘေးနားမှာထားပြီးအာရပါရထိုင်သေးပြီအားလုံးအစဲထဲမှာနည်းနည်းတက်တာသွားတယ်အခုကြမှာ ဟိုငစီတို့နောက်တခါဘောဘကမတို့လည်းအဲပိုလီတို့အဲပိုလီကတော့ဒါပါတော့နုပညာသမားမလို့ဒါသူတို့ကတော်တော်ဟိုနေမဖြစ်ပါဘူးဒါလည်းအဲသူတန်တန်လေးတန်အောင်စင်လေးဟိုနုပညာသမားရဲ့အနေထားလေးရှိတော့သူအာရပါရတိုက်တော့မဆဲဘူးကျွန်တဲ့လူတွေတော့ဆဲတာတွေ့တယ်ကျွန်တော်တော့တိတ်ဆဲတာတော့မတွေ့ဘူးအဲဂျေစုတရားမှာအစိမ်းမခံတော့အဲဟုတ်လားကက်ထားလိုက်ပါတော့တဖက်နဲ့အမြင်မတူရင်ဆဲတာဘာအကျင့်မှမသိဘူးဟိုကျွန်တော်တောင်းတော့လက်ရှိတောင်းတော့အဆိုးရလीဟုတ်တယ်မလား နိုင်ငံတော်မှာတောင်းတော်အစိုးရရှိတယ်တောင်းတော်အစိုးရကျွန်တော်တို့အစိုးရလို့ပြောကျွန်တော်အစိုးရမလို့ဘယ်လိုအစိုးရလဲကျွန်တော်တို့ကမြန်မာနိုင်ငံထဲမှာရှိတာဟုတ်တယ်မလားအဲသူတို့ကဘာလို့မတမတာနေဖို့တမတဲ့သူကိုဘာဖြစ်လို့သူတို့အဲ့လိုဆဲတာဆိုတာကြီးလောက်တာလဲအခုဆဲတာဆိုတာနဲ့တိုင်းနေရအချိန်ပြည်ပြီလားအဲကျွန်တော်ပြောချင်တာနောက်ကျွန်တော်ချက်ပြောချင်တယ်ကဟိုမြန်လုံးကအဲ့လိုကဒီမြန်မာနည်းနည်းပါဝါပါတယ်ဒီမြန်မာတော့ပါဝါမပါဘူးကြာ ပါဝါမပါတဲ့ခါကျတော့ပါဝါပါလာကြတိပါညာမင်းအောင်မူးတယ်ကျောင်းအောင်ကျောင်းနဲ့နဲ့မကောင်းလာဖြစ်တဲ့အတွက်ဒါစီကံပြနေတာစီရင်စီမြန်မာနေတတ်ထားတယ်ဗောဒီလေးပြောတဲ့ဟာကိုကျွန်တော်တို့ကနှက်တတ်တယ်ကိုနဲ့မတူရင်ဘာဖြစ်လို့ရန်သူဖြစ်မလို့တတ်မှတ်မလဲမင်းတို့နိုင်ရလို့ကောမင်းတို့ဘလို့တုံးသက်ပြီးဘလို့တတ်မှတ်တာလဲမင်းတို့အခုအများကြီးမပြောဘူးကွာမင်းတို့လည်းပညာရှိတဲ့သူတွေများပါတယ်ဆဲတဲ့သူတွေကတော့ထားလိုက်ပါလားသူတို့ကအောက်တန်းသားတွေမလို့အောက်တန်းသားဆိုတာဒီချက်အောက်ပိုင်းတော့ပဲစကားပြောလို့ကျွန်တော်သိမ့်မပြောချင်တာ ဟုတ်လားအာဖဂန်နစ္စတန်တို့ကြီးလိုက်အခုလက်ရှိထိရောတိုက်ဝဲတွေကပြီးသွားပြီလားဟုတ်လားစီးရီးယားကြီးလိုက်အခုလက်ရှိထိရောတိုက်ဝဲကပြီးသွားပြီလားစီးရီးယားဆိုပို့ဆိုးသေးတယ်တောက်လျှောက်နိုင်ငံတွေလူသားလူပေါင်းစုံပြဿနာပေါင်းစုံတာအခုလက်ရှိထိတိုက်ဝဲတွေကတောက်လျှောက်သူတို့မျိုးနွယ်စုတွေအင်အားတွေအများကြီးပဲနော်မျိုးနွယ်စုတွေအများကြီးပဲသူအဆူဆူသူဆူတွေကခွာပြီးတော့တိုက်နေကြခိုက်နေကြအခုထိတိကြနေတာဟာအဲ့ဒါအဲ့ဒါအမဟိုဘက်က อิสราเอลนี่ก็ไว้กูไปได้ရှိသေးတယ်เนาะอิสราเอลไว้กูไปได้လည်းရှိသေးတယ်လူမျိုးတော်မြန်မာနိုင်ငံမှာတိုင်းနာ135မျိုးရှိတယ်အဲဒီလိုအကြောင်းဝဲအဖွဲ့စည်းပေါင်းကအများရှိတယ်ခဏတိုင်းကြီးကိုတည်ငြိမ်နေမှာလို့မင်းတို့ထင်တော့လားမင်းတို့ NUG ကကောင်းတယ်ဘာဆောက်ဆင်းရမှာမရှိဘူးဘိုင်ရဲကိုပြောလို့ရှိရင်မင်းတို့ကဓမျိုးထင်အောင်ပဲဘယ်နေရာမှာသူတို့ဘောင်ဘောင်ကနာရှိတယ်ဟမ်ဘယ်နေရာမှာဘောင်ကနာရှိရဘယ်နေရာမှာဘောင်ကနာမရှိဘူးဟိလာဘယ်နေရာမှာဘောင်ကနာမရှိဘာဖြစ်လို့ရှိပြဘယ်နေရာမှာမဦးစီးနိုင်ဘူးပြဿနာတောင်းစားမှာပဲ အဲအကုန်လုံးဒါပဲအောက်တန်းသားတွေပဲရှိတယ်။ပတ်စံတောင်းမဲဟိုနိုင်ငံတကာမှာတော့ကဲဟုတ်ပြီပြည်သင်းသမားကဒါအာရွေးကောက်ဝေးရတရားမဝင်ပြောသူကဒီနေရာကောက်လာ။ကိုယ်နိုင်ငံကိုယ်ဆိုရကိုယ့်အောက်လုံးရမှာလीမင်းတို့ပြင်ရင်ဝင်လာပြီးပြင်မင်းတို့ဟိုအစိုးရအုပ်ချုပ်ခြင်းအုပ်ချုပ်တဲ့ပုံစံတိုင်းလုပ်မှာပေါ့မင်းတို့လက်နက်ကင်ပြီးတော့ဒီလိုနိုင်ငံတခုဒီလိုမျိုးလုပ်လို့ရလို့လားမင်းတို့ကမင်းတို့လည်းမစိမ်းသာတတ်တာတကယ်အာဏာရှင်တို့မင်းတို့ပြောတယ် တောင်လောင်အာနာရှင်မင်းတို့အာနာရှင်နိုင်ငံမှာပြောနေတယ်မင်းတို့အာနာရှင်လို့ပြောတောင်လောင်အာနာရှင်လို့ပြောပဲအာနာရှင်နိုင်ငံတောင်လောင်ရှိတဲ့နိုင်ငံအာနာရှင်နိုင်ငံကိုငါအခုမင်းတို့ထုတ်ပြမယ်မင်းတို့ကြည်ပြီးသွားလို့ရှင်မင်းတို့အတိတ်တရားရဖို့လိုအပ်တယ်အခုငါတို့အတူတူကြည်လိုက်ဟုတ်လားမြန်မာကိုရီးယားမှာဆိုရင်ခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာ TikTok Facebook တွေမရှိပါဘူး Wi-Fi ဆိုတာလည်းမရှိပါဘူးဘာလို့လဲဆိုတော့အပြင်ကကဘာမှာဘာတွေဖြစ်နေလဲဆိုတာကိုပြည်သူတွေသိခွင့်မပြုထားလို့ပါ အစိုးရကိုကြက်သည့်ဖြစ်စီမကြက်သည့်ဖြစ်စီအသက်ရှိရှိနေခြင်းရင်အင်ကိုငှားရမ်းပြီးနေရမှာပါအစိုးရကတရားဝင်ခွင့်ပြုချက်မပေးရင်နိုင်ငံတွေကထုတ်ခေါ်တာဒါမှမဟုတ်နိုင်ငံတကာကိုဖုန်းခေါ်တာလုံးဝခွင့်မပြုပါဘူးလမ်းမတွေပေါ်မှာကားတွေဟာရှင်းနေတတ်ပါတယ်ဘာလို့လဲဆိုတော့လူတွေကကောင်းမဖို့ငွေကြေးမတက်နိုင်ကြလို့ပါ လူတွေဟာနိုင်ငံတကာကသတင်းတွေကိုနားထောင်တာဒါမှမဟုတ်နိုင်ငံတကာရုပ်ရှင်တွေကိုကြည့်တာမလုပ်ရပါဘူး ။သူတို့ကြည့်ရတဲ့ရုပ်ရှင်အများစုကလည်းရုံးထမကောင်းတဲ့ရုပ်ရှင်တွေဖြစ်နေပါဗျ။ဘာလို့လဲဆိုတော့ TV မှာပြသတဲ့အကြောင်းအရာတွေကသူတို့အစိုးရနဲ့စစ်တပ်အကြောင်းတွေပဲဖြစ်နေလို့ပါ။သမရနဲ့နိုင်ငံတကာအစည်းအဝေးတခုမှာအိပ်ပျော်နေတာကိုအဖမ်းခံရရင်ကိုယ့်ရဲ့တကယ်ချင်းမိသားစုတွေကိုနှုတ်ဆက်လိုက်ပါ။သမရာဝတ်ထားတဲ့လေစီတိုင်းအတူတူဝစ်စင်ထားတာကိုမြင်လိုက်ရတဲ့သူအလုံးအတွက်အဲ့ဒီနေ့ဟာသူတို့ရဲ့ကဘာပေါ်မှာနောက်ဆုံးနေ့ဖြစ်တယ်လို့သတ်မှတ်ကြပါရစေ။ ဒီနိုင်ငံကိုသွားရမယ်ဆိုရင်ပြဿနာမရှိရအောင်ဟုတ်လားနားလဲပြီလားတော်လိုက်ရေးဆိုတဲ့ကောပြီနားလဲပြီလားဟုတ်တိုင်ငံမှာမင်းတို့ TV ရုပ်ရှင်ဇာတ်ကားတွေဘာညာကြည့်မှဆို 4K အစင်တီကြည့်လို့ရတယ်အခုတော့တော်တော်မြင့်နေပါပြီတော်တော်မြင့်နေပါပြီနော်အတောင်းဆိုကားလေးဆိုတော့ငါတို့ဒီမြို့တွေမှာဆိုကားလေးဆိုပြည့်ကြက်တက်နေတာပဲအခုမှဟိုဒါဟိုနေပေါ့အာဘာလို့ဦးသိစိတ်အစိုးရလက်ထက်ပေါ့ပြည်ခိုင်မျိုးအစိုးရလက်ထက်မှာတော့တရားတွေစောက်သွားလို့ တရားတွေနေရာတိုင်းမြို့တွေမှာအိုးနောက်ဝဲလမ်းတွေကသာတရားတွေစောက်သွားတဲ့ခါကျကားလမ်းတွေကောင်းအောင်ပြီးတော့အစင်ပြေသွားတော့အုံမကားချောင်းသွားတာအရင်တော့ဆိုငါတို့တနေရတနေရသွားဖို့ကောက်ပိတ်ပြည့်ကြတတ်နေတာပဲအဲမှာကားလမ်းတွေကဆိုပြည့်ကြတတ်ညာသူများနိုင်ငံမှာကားတော့မရှိဘူးတွေ့တာမင်းတို့ကြားတယ်မှာအဲ့တော့မင်းတို့အာဏာရှင်နိုင်ငံဆိုတော့အဲ့လိုနိုင်ငံဒုနိုင်ငံကဒီမိုကရေစီနိုင်ငံဒီမိုကရေစီနီးလာကြပြပြမယ်ဆိုတော့မင်းတို့ကအာဏာလုတာကဖြစ်တယ်အာဏာလုပြီးအကြမ်းဖက်တာကဖြစ်တယ်တကယ်လို့အာဏာမလုဘူးမင်းတို့အကြမ်းဖက်မဟုတ်ဆိုမင်းတို့ရေကောက်ဝင်ပြန်လိုက် ဝင်ပြိုင်လိုက်ဝင်ပြိုင်လိုက်အဲ့တော့မှမင်းတို့လုံချင်တဲ့အောင်လုပ်ဒီတိုင်းရတော့မင်းတို့ဟိုနိုင်ငံသားမှာနေပြီးတရားမဝင်တရားဝင်တော့အော်နေတာဟာမင်းတို့ဘာမှမဟုတ်ဘူးမင်းတို့လည်းကိုယ့်ကိုယ်ရှက်တတ်ပါလေအတိနဲ့ဉာဏ်ပညာတိုးပွားပါလေလို့ပဲကိုပိုင်ပြောခြင်းပါတယ်ဗျာတော့ငါတို့ကတော့ငါတို့နိုင်ငံထဲမှာနေနေတဲ့ဘဲသူမဆိုအဲဒေါ်ဆန်းစုကြည်တို့ဟာဦးဝင်းမြင့်တို့အဲနောက်ကဦးတင်ကြောင့်အစိုးရဖြစ်ခဲ့တော့လည်းငါတို့အစိုးရပဲဦးသိန်းစိန်တို့လက်ထက်တော့အစိုးရဆိုတော့ငါတို့အစိုးရပဲ ဘူတန်ရွေလက်ထက်လဲငါတို့အစိုးရပဲအခုဦးမေအွန်လိုင်းကြီးလက်ထက်လဲငါတို့အစိုးရပဲနောက်ပေါ်ပေါက်လာမဲ့လက်ထက်လဲငါတို့အစိုးရပဲဘာကြောင့်လဲငါတို့နိုင်ငံမှာရှိတဲ့အစိုးရသည်ငါတို့အစိုးရသာဖြစ်တဲ့ရှင်းရှင်းလေးပဲเนาะအဲ့တော့မင်းတို့ကငါ့ကိုပြောမှာ why say ဟိုမှာဖိုင်ကြီးဘာဖြစ်တဲ့ညာပြောဆိုဆဲလဲမထနိုင်ဘူးကွာဆဲရင်ဆဲမဆဲနေမင်းတို့သိဖို့ပြောတာအားလုံးလိုတာပြပါလိမ့်ဒါပဲ